်မြမလရွေးစည်အမျိုးသားဘောလုံးအသင်းဟာလာမယ့်အော်တိုဘာလ9ရက်နေ့မှာအာရှဖလားခြေစစ်ပွဲ အုပ်စုပွဲစဉ်ဖြစ်စီးရီးယားအသင်းကိုဝေးခွင်မှာတွားရောက်ရင်ဆိုင်ရဖို့ရှိနေတယ်လို့18ရက်နေ့မှာတော့ဒုတိယအကြော့ပွဲစဉ်ဖြစ်ရန်ကုန်မြို့မှာဆက်လက်ရှင်ပြိုင်ကစားသွားမှာဖြစ်ပါတယ်မြမအသင်းဟာပြိုင်ပွဲမတိုင်ခင်လေ့ကျင့်ပြင်ဆင်မှုတွေကိုစတင်နေပြီဖြစ်တယ်လို့အော်တိုဘာလ9ရက်နေ့မှာတော့ထိုင်းနိုင်ငံကိုတွားရောက်ပြီးတော့လေ့ကျင့်မှုတွေပြုလုပ်မယ်လို့သိရပါတယ် မြန်မာသင်းနီးပြကြီးဦးမျိုးလိုင်ဝင်းဟာပနမကစားသမား24ဦးစီးရင်ကိုရွေးချယ်ထားပြီးစက်တင်ဘာလ26ရက်နေ့ကတည်းကပြည်တွင်းကစားသမားများစုနဲ့စုစည်းကရန်ကုန်မြို့မှာစတင်လေ့ကျင့်နေတာဖြစ်ပါတယ်။ပြည်ပကလည်းအသင်းများမှာကစားနေတဲ့ကစားသမားတွေအနေနဲ့ထိုင်းနိုင်ငံကိုရောက်မှပူးပေါင်းမှဖြစ်ပြီးထိုင်းကတဆင့်ပြိုင်ပွဲရှင်ပြိုင်မဲ့ဆော်ရီအာရေဗျနိုင်ငံကိုသွားရောက်မယ်လို့လည်းမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကထုတ်ပြန်ထားပါတယ်။ ထိုင်းနိုင်ငံမှာ၄ရက်ကြာလေ့ကျင့်မှုတွေပြုလုပ်အပြီးမှာတော့ဆီးရီးယားအသင်းနဲ့ရှင်ပြိုင်မဲ့ဆော်ဒီအာရေဗျနိုင်ငံကိုထွက်ခွာမယ်လို့လည်းဆိုပါတယ်။မြန်မာလေရွေးစင်အသင်းဟာ2029ခုနှစ်အာရှဖလားချေစစ်ပွဲမှာအုပ်စုအီးမှာဆီးရီးယားအာဖဂန်နစ္စတန်ပါကစ္စတန်အသင်းတွေနဲ့တအုပ်စုတွေကြောက်ရွံ့ခဲ့ပြီးအဖွင့်ပွဲမှာအာဖဂန်နစ္စတန်ကို2ဂိုးတဂိုးနဲ့အနိုင်ရခဲ့တယ်လို့ပါကစ္စတန်အသင်းကိုတဂိုးဂိုးမရှိနဲ့အနိုင်ရထားပြီးအုပ်စုဒုတိယနေရာမှာ လက်တလောရက်တည်နေပါတယ်။ အုပ်စုပထမရတဲ့တသိန်းနဲ့သာခြေစစ်ပွဲအောင်မှာဖြစ်လို့မြန်မာအသင်းအနေနဲ့အုပ်စုတွင်အဓိကပြိုင်ဘက်ဖြစ်တဲ့ Syria အသင်းစီကအမှတ်တရယူဖို့လိုအပ်နေတာဖြစ်ပါတယ်ခင်ဗျာ။